လူနှစ်ယောက်ဟာဖြစ်ဆိုဥပ္ပစီတကကံနဲ့ကြုံပြီးတရားမဲ့ကံရှိနေတာလဲတူတယ်။အဲ့ဒီကံဆိုးရှိနေတာကိုကြိုတင်သိရတာလဲတူတယ်။အဲ့လိုတူကြပေမဲ့တယောက်ကတော့အဲ့ဒီကံဆိုးအတိုင်းဖြစ်သွားရတယ်။တယောက်ကတော့အဖြစ်ဆိုးကလွတ်သွားတယ်။ဘာကြောင့်လဲအဆုံးထိနောက်ထောင်ကြည့်လိုက်ရအောင်။အင်္ဂလန်နိုင်ငံလန်ဒန်မြို့တနေရာမှာလက္ခဏာဗေဒပါရကူဆရာကြီးကိုင်ရိုရဲ့ရုံးခန်းထဲ အသက်38နှစ်အရွယ်ခန့် Godfrey Gessin အမည်ရှိတဲ့အင်္ဂလိပ်လူမျိုးကြီးတယောက်ဟာသူ့လက်ဖွားတွေကိုဆရာကြီးကင်ရိုရှစ်စပွဲပေါ်မှာပလက်လန်ဖြန့်ချထားလိုက်တယ်ဆရာကင်ရိုက Gessin လက်ဝါပေါ်ကတရေကြောင်းတွေကိုတရားစူးစိုက်ကြည့်ပြီးတော့ Mr. Godfrey Gessin တနေ့အတွင်းခမရဟာဒီအင်္ဂလန်နဲ့အတော်ဝေးกว่าတဲ့အရက်မှာအင်ထောင်ကြလိမ့်မယ် ခမရတော့ဇနီးမောင်နိုင်ဟာတနှစ်ပဲချစ်ခင်ပေါင်းသိမ့်ရပြီတနှစ်စွန့်နာနဲ့ခမရဇနီးဟာတည်ဆုံးမယ်ဇနီးတည်ဆုံးနာနဲ့မကြခင်မှာခမရလည်းဆုံးမှာပဲလို့ဟောလိုက်တယ်ဆရာဟောကြားချက်ကိုသိရရင်ကျွန်တော်မိတ်ဆွေတွေကဝိုင်းဟာကြမှာပဲကျွန်တော်မိန်းကလေးတွေကိုစိတ်ဝင်စားတာကိုသူတို့တေချာတီးထားကြတာကိုကျွန်တော်ကိုယ်တိုင်ကလည်း တကယ့်ကိုစိတ်ဝင်စားတာကဘာကျော်ဆိုပေမဲ့ဒီတစ်ခါတော့ဆရာဟောတာမှားလိုက်မယ်ထင်တယ်တစ်ခါမှတော့မမှားဘူးသိဘူးဒီတော့တနည်းပြအောင်စောင့်ကြည့်အောင်ပေါ့လေတိုက်တိုက်ဆိုင်ဆိုင်တမနဲ့မှာကက်စင်စီကိုဈေးရုံကစားတဆောင်ရောက်လာတယ်အိန္ဒိယမှာအလုပ်တစ်ခုလက်ခံဖို့အကြောင်းပါပဲကက်စင်ကလက်မခံနိုင်ကြောင်းပြန်ကြဖို့စကူထားတယ်ခုတော့ ဆရာကန်ယိုရဲ့ဟောကြားချက်ကအင်္ဂလန်နဲ့ဝေးတဲ့နေရာမှာအထောင်ကျမယ်ဆိုတော့ဒီဟောကြားချက်ကိုပမ်ပမ်ပမ်သိအောင်ဂက်ဆင်ဒီအလုပ်ကိုလက်ခံလိုက်တယ်ဂက်ဆင်တယောက်ကန်ယိုရဲ့ဟောကြားချက်ဟုတ်မဟုတ်သိချင်တဲ့အတွက်ကြောင့်အလုပ်ကိုလက်ခံပြီးအိန္ဒိယနိုင်ငံသို့ထွက်ခွာလာခဲ့တယ်ဘာသာရဲ့အယူဆအရရိုင်းစားမှုဖြစ်တဲ့ သူတပအသက်တက်ဖြတ်မှုဟာကက်စင်တို့နောက်တိုင်းသားတွေအတွက်ကတော့ယဉ်ကျေးမှုဖြစ်နေပြန်တယ်။အဲ့ဒီလောက်ရကတော့တပတ်နှစ်ရက်စနေတနင်္ဂနွေနေ့တို့မှာတော့ပြတ်ထွက်ချင်းပါပဲ။ဝန်ကြီးအတွက်မဖြစ်မနေလောက်ရတာလည်းမဟုတ်ပဲ။ယုံတမင်တရေစတဲ့သရိုက်ဆန်တို့ရဲ့အသက်ကိုအပြောတဆချင်းပဲဖြစ်ပါတယ်။ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်။မကောင်းတာလုပ်ရင်မကောင်းကျိုးခံစားရမယ်ဆိုတဲ့ကမ္မ တက္ကတာတမ္မာဒိဋ္ဌိအမြင်မှန်မချစ်ချင်းရရလက်တစ်ခုပါပဲဒီနေ့တော်လိုက်ရင်နဲ့သူမွေးဖွားရာဇာတိဖြစ်တဲ့ဆွန်မာဆက်နေသူအင်္ဂလိပ်မှာလည်းတရားနဲ့တွဲဆုံချစ်ကြပြီးချက်ချင်းလက်ထပ်လိုက်တော့တယ်လက်ထပ်ပြီးခါစားပျော်ရွှင်စရာကောင်းတဲ့အချိန်မှာပဲဇနီးတီလေးမှာကက်ဆင်မှတ်စုမှာရေးထားတဲ့ဆရာကိုင်ရို ဟောဇဒန်ကိုတွေ့လိုက်ရလို့ဆရာကိုင်းရူဟောတာဆိုရင်မမနိုင်ဘူးတနည်းစွန့်နိုင်တဲ့တင်းမေဆိုတာကတော့ကျမမိဖွားတဲ့အချင်းဖြစ်ချင်းဖြစ်မယ်လို့ပြောလာလို့ဂက်စင်မှမနေတာတော့ပဲဇနိတီရဲ့မွေးရဲ့နာရီတွေကိုအတိအကျရေးပြီးဆရာကိုင်းရူစီကိုပို့ပြီးဘလို့နိနဲ့သိဆုံးနိုင်တယ်လဲမေးလိုက်တော့တယ်ကိုင်ရိုစီကစာပြန်လာတာက မစ္စတာဂေါဖရီဂက်ဆင်ခမရဇနီးမှာမွေးဖွားချိန်တည်ဖို့အကြောင်းတစုံတရာမရှိပါဘူးတေမင်းဘေးအန်ဂျီကတရိတ်ဆိုင်တို့ကြောင့်အများဆုံးဖြစ်နိုင်တယ်အထူးသဖြင့်မွေကြောင်တရာဖို့များတယ်ဒီအန်ဒရီတို့ကခမရတို့ဇနီးမောင်နှံအပတ်စဉ်တက်ဖြတ်နေတဲ့တော်လိုက်တဲ့အပြစ်တွေကြောင်းလို့ယူဆလို့ရတယ်ဒါကြောင့်တိုက်တွန်းချင်တာကတနည်းအတွင်း တောကောင်တွေလိုက်ချင်းကနေခြောင်ကြီးကြားစေချင်ပါတယ်အဲ့လိုဆိုရင်တရားမေကံကြမှာဟာခမရတို့ဇနီးမောင်နဲ့နှစ်ယောက်ကိုခြောင်ကွင်းပေးပါလိမ့်မယ်အထူးသဖြင့်မာကျင်နာကဇနီးတီအရင်တည်ပြီးမှပဲခမရတရားမယ်ဆိုတဲ့အချက်ပဲဆရာကိုင်းရောတတိပိတဲ့ဟောစဒန်ရောက်လာပဲမြတ်ကက်ဆင်နိုဇနီးမောင်နဲ့ကတော့ဖတ်ယုံတာဖတ်ပြီးအလေးမထားကြဘူး တော့လေပြီးတက်ဖြတ်မြင်းတက်ဖြတ်နေကြတယ်။ဒီလိုနဲ့တနည်းပြပြစအချိန်ကိုရောက်လာခဲ့တယ်။ကိုင်ရိုဟော့စဒန်ကိုမင်းနေကြပြီဖြစ်လို့လဲကြောက်လန့်စိတ်ကလုံးဝမရှိ။မြက်ကန်တစီမကြောက်ဆိုတဲ့စကားလိုပဲ။တနည်းမှာအိန္ဒိယတောင်ပိုင်းမဟာရာဇာမင်းတမနေထဲကိုတော်လိုက်ဖို့ဇနီးမောင်နှံတယောက်တင်နာကိုစီဆွေးပြီးတော်ထွက်လာခဲ့ကြတယ်။ အဲ့ဒီနယ်ထဲကိုရောက်တဲ့အခါတောဆက်တနေရာမှာကြောက်တုံးကြီးတုံးပေါ်အလျားစေဘေခန့်လုံပတ်ခြေတလုံးပမာဏလောက်ရှိတဲ့မဲပြောင်းနေတဲ့မွေဟောက်ကြီးနှစ်ကောင်တစ်ကောင်နဲ့တစ်ကောင်လိမ်ပတ်ပြီးအိပ်ပျော်နေကြတာကိုတွေ့လိုက်ရတယ်ကက်ဆင်ဟာအချိန်ဆွဲမနေတော့ပဲနှလုံးပြူတနတ်နဲ့ထိုးချိန်ပြီးပြစ်ချလိုက်တော့တကောင်ထိမှန်ပြီးဆုံးသွားရတယ်တကောင်ကတော့မြတ်တော်ထေကိုထွက်ပြေးလွှမ်းရောသွားခဲ့တယ် မွေဟောင်းတေပြီးမွေဟောင်းတေကြီးကိုအဝတ်စားနဲ့ထုတ်ပြီးမဟာရာဇာရဲ့အိမ်တော်ကိုအရင်သွားကြတယ်မဟာရာဇာကိုအိမ်မှာအခမ်းအသာပဲတွေ့ကြရတယ်မဟာရာဇာကိုထုဆန့်တာပြရအောင်မယ်ကျမတို့လမ်းမှာမွေဟောင်းကြီးနှစ်ကောင် တွေ့လို့ပြစ်လိုက်တာတကောင်ရတယ်အယောင်ကနတ်မောင်မေတိတ်လှတာပဲကြားစမ်းပါဦးဗျာကြည့်အောင်မဟာရာဇာကဝထုတ်ထစ်ကမွေကိုတရားကြည့်ပြီးတော့ မစ္စတာဂေါဖရီဂက်ဆင်ခမရဟာကြောက်စရာအကောင်းဆုံးပြမှုတစ်ခုကိုကျူးလွန်မင်းခဲ့ပြီခမရကိုပြစ်ဒဏ်ချမှတ်သူကထွက်ပြေးသွားတဲ့မွေထီပဲဒီမွေမျိုးကိုကျွန်တော်တို့စီမှာတော်ကြီးမွေဟောက်လို့ခေါ်တယ်သူတို့ကိုစပီအန်ဒီပြုခဲ့ရင်မရမကပြန်ပြီးကလစားရှင်နိုင်လို့နတ်မွေလို့လည်းခေါ်တယ်မိတ်ဆွေကောင်းပြီးပြီးကောင်းဆုံးအကြံပေးရရင်ဒီနေ့ပဲခမရတို့အင်္ဂလန်ကိုအရောက်ပြန်တင်တယ် ဒီမွေဟာခမရမိမကိုရောက်ရရဲမှမတည်တည်အောင် light bulb တက်လိုက်မယ်။ကက်ဆင်ကရေကြည်ကြည်နဲ့မဟာရာဇာရဲ့ခမရတို့အိန္ဒိယကဖြစ်ရတွေ့ဟာစေကုရင်စန္ဒာသာမြပါတယ်။တကယ်မဖြစ်နိုင်ပါဘူး။ကက်ဆင်ကရေမောပြောနေပေမဲ့သူ့ဇနီးကတော့ကြောက်ရွံ့ထိတ်လန့်ပြီးတကိုယ်လုံးတုံ့ယူလျက်မဟာရာဇာပြောတာဖြစ်နိုင်တယ် ဆရာကိုင်ရိုကလည်းကျမတို့အိမ်ထောင်သက်တစ်နှစ်စွန့်စားမှကျမဟာမွေချောင်းတည်နိုင်တယ်လို့ဟောထားတယ်မဟုတ်လားအခုတစ်နှစ်စွန့်နေပြီလေမဖြစ်ဘူးကျမတို့ဒီနေ့ပဲပုံပြီကိုရောက်သွားပြီးအင်္ဂလန်ကိုမြန်မြန်ပြန်ကြအောင်ဇနီးတွေထုတ်ပြောလို့ကက်ဆင်ဟာကိုင်ရိုရဲ့ဟော့စတယ်ကိုတတိယပြီးကြတိထားမိသွားတယ်ဇနီးတွေအရင်တည်ပြီးမှခမရတည်ရမယ်ဆိုတဲ့စာသားကသူကောင်းထေကဘလို့မှဖြောင်းမရတော့ ဒါကြောင့်ညာတွင်ချင်းပဲအဲ့ဒီဒေသကနေမိုင်200ကျော်ဝေ့กว่าတဲ့ပုံမင်မျိုးကိုအထက်နဲ့ထွက်ခဲ့ကြတယ်။ကက်ဆင်ရဲ့ဇနီးတီကတော့ယထာရတိုင်းကြီးကန်တောင်ပေါက်ဟိုကြည့်တီကြည့်ရှောက်ကြည့်နေတတ်တယ်။စိုးရင်ထေလန်စိတ်ကတကိုယ်လုံးကို ဖုံးလွှမ်းနေတာမဟုတ်လား။ဒရိစန်တွေရဲ့အသက်ပေါင်းများစွာကိုတတ်ဖြတ်ခဲ့ပြီးကိုယ့်ရဲ့အသက်တစ်ချောင်းကျမှတရားမှကြောက်လွန်းနေတာကတော့အတ္တဆန်တဲ့လူသားတွေရဲ့ တဘာဝတရားတစ်ခုကိုလှစ်ပြတယ်လို့ပဲเนาะရောက်ချင်လွန်လာတဲ့ပုံပင်မျိုးကိုတော့ရောက်ခဲ့ပြီတိုးတော်ဆင်မြောင်ကြီးအမင်းချမတင့်နေပြန်တယ်အင်္ဂလန်ကိုသွားမဲ့တင်ပေါ်အားလုံးလူပြေးနေလို့နောက်ထပ်၃ဘတ်ဆောင်းရအောင်မယ်ကက်ဆင်မှာအယုတ်ကျွပြဖြစ်သွားတယ်လို့ဇနိတိမှလည်းအားငယ်သွားပြီမျက်ရည်တွေစိတ်ကြလာတယ်ဒီတော့ကြီးမွေဟောက်က ကုံလန်ခီကတော့ဘလောက်ဝေဝေခနာနဲ့ရောက်လာပြီးကလေးစားချစ်တတ်တယ်။သမုဒ္ဒရာပင်လေခြားသွားရင်တော့မလိုက်နိုင်ကြဘူးဆိုတဲ့မဟာရာဇာရဲ့စကားအရအင်္ဂလန်ကိုရောက်မှပဲမွေဟောက်အန်ဒရီကနေတကယ်ကင်းနိုင်မယ်ဆိုတာကိုနှစ်ယောက်စလုံးသိနေကြတယ်။ဘလို့မှမတက်နိုင်တော့ဘူးလေ။ဟိုတယ်တစ်ခုမှတစ်ခုဖို့ပြင်ဆင်ကြရတော့တယ် ကက်ဆင်တို့ဇနီးမောင်နှံကသူတို့ရဲ့ဖြစ်ချောင်းကုံစင်ကိုပြောပြီးအကူအညီတောင်းတော့ဟိုတယ်မန်နေဂျာကအားရပါရချင်မောပြီးခမရတို့ကလည်းအနောက်နိုင်ငံသားတွေဖြစ်ပြီးဒီလောက်ပဲခင်းနောက်ပြင်နေကြသလားမိုင်းနှစ်ရလဲဝေ့ခဲ့ပြီးတခါခုနှစ်ထပ်ရှိတဲ့တိုက်အမြင့်ပေါ်မှာလည်းရောက်နေပြီဆိုတော့ဒီမွေးဘယ်လိုလုပ်လာမလဲဗျာဒီတိုက်ပေါ်လည်းဘယ်လိုတက်မလဲဗျာစဉ်းစားကြည့်ကြပါဦး ျမတို့နှစ်ယောက်လုံးကတော့ကြောက်နေကြတာအမှန်ပဲကျမတို့အကြောက်ပြေစီမဲ့အရာတစ်ခုခုတော့ရှင်ကူညီပေးပါအဲ့ဒါနဲ့မန်နေဂျာကသူတို့နေမဲ့အခန်းဘေးကဝရန်တာမှာမွေးပါတကောင်ထားပေးလိုက်တယ်အဲ့ဒီခါကျမကက်ဆီနိုဇနီးမောင်နှံမှာနည်းနည်းအကြောက်ပြေလာတယ်သို့တော်စုရင်ဆိုင်ကတော့ရောမတော်ကက်ဆီဇနီးဆိုရင်ညတကောင်ထားထားပြီးဝရန်တာမှာမွေးပါရှိမရှိထွက်ထွက်ကြည့်တတ်တယ် စိုးရင်စရာရက်တွေကတရက်ပြီးတရက်ကုန်ဆုံးလာလို့သုံးဘက်ပြင်းမြောက်ဖို့တရက်တာလိုပါတော့တယ်။နတ်ဖြတ်ဆိုရင်ကက်ဆင်တို့ဇနီးမောင်နှံဟာအင်္ဂလန်ပင်လယ်ကူသင်္ဘောကြီးပေါ်ရောက်နေလိမ့်မယ်။တိုးတော့ဖြစ်ချင်တာလည်းမဖြစ်ရ။မဖြစ်ချင်တာလည်းဖြစ်ရတာကတော့တမန်တာတစ်ခုမဟုတ်လား။ အဲ့ဒီအပြင်သူတို့ဇနီးမောင်နှံရဲ့အပတ်စဉ်တပတ်နှစ်ရက်ဒရိုက်ဆန်တွေကိုမှန်မှန်တက်ဖြတ်ခဲ့တဲ့အကုသိုလ်ကံတွေကလည်းအကျိုးပေးဖို့အချိန်တန်လာပြီ။ဂက်စင်ရဲ့ဇနီးတီရလာတဲ့တင်ပေါ်လက်မှတ်ကိုသူအဲ့ရဘေးကခန်းစီမှာတွေ့အန်းနဲ့မှတ်မှတ်ရရတွေ့ထားတယ်။မနှက်ဖန်ဆိုရင်အန်ဒီဆိုးကြီးကလည်းလွတ်မြောက်ပြီဆိုတဲ့အတွေ့နဲ့ဝမ်တာအားရထုတ်ပို့ပြင်ဆင်နေလိုက်တာတော်တော်ညှင်းနှက်မှပြီးတယ်။ထုတ်ပို့ပြင်ဆင်ပြီးတာနဲ့အဲ့ရပေါ်လှဲချလိုက်တော့မော့နေပြီမို့ ချက်ချင်းအိပ်ပျော်သွားတော့တယ်။ကက်ဆင်တယောက်ဇနီးတေကိုစောင်းကြည့်နေခဲ့ရတာည7နာရီတောင်ထိုးတော့မယ်။မခံနိုင်တော့ဘူး။အရင်အိပ်ချင်နေပြီဖြစ်တဲ့မျက်တောင်တွေကစင်ကြလာတယ်။ဒါကြောင့်အခြားအခန်းတစ်ခုထက်ကကဒင်ပေါ်လှည့်ချလိုက်တော့ခနာလေးနဲ့နှစ်နှစ်ချက်ချက်အိပ်ပျော်သွားပါတော့တယ်။တနအေကြော်ခန့်အချိန်မှာပဲပြတင်း တန်စကားပေါက်ထက်ကမဲပြောင်းနေတဲ့မွေဟောင်းကြီးကတော့တဖြည်းဖြည်းဝင်လာပြီ။ကက်ဆင်ဇနီတေရဲ့မျက်နှာပေးမှာခဏရပ်ပြီးတစ်ချက်ကြေးလိုက်သေးတယ်။ကက်ဆင်ရဲ့ဇနီတေဟုတ်မဟုတ်လေးလာနေပါလေးလာနေတာဖြစ်ပုံရတယ်။ညာကတော့အကြတန်ကိုတောင်းကြလောက်အောင်တိတ်ဆိတ်လွန်းလာတယ်။မွေဟောင်းကြီးဟာတေချာသွားတာနဲ့နောက်ကိုအရှင်ယူပြီးကက်ဆင်ဇနီတေရဲ့မျက်လုံးထဲအာကုန်ပေါ်ချလိုက်တော့တယ်။ အာဆိုပြီးနာနာကြည့်ကြည့်អော်လိုက်တဲ့ဇနီးဒီအတန်ကကက်ဆင်နာထက်ကို စုခနဲ့ဝင်လာလို့ကက်ဆင်တယောက်ဇနီးဒီရဲ့အခန့်တက်ကိုဒရော့တော့ပါပြေးဝင်လာခဲ့ရကမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ပြီးပြေးထွက်လာတဲ့ဇနီးဒီနဲ့လန့်ခုလက်မှပဲဆုံလိုက်ရတယ်ဇနီးဒီရဲ့အခန့်တက်ကိုလှမ်းကြည့်လိုက်တဲ့အခါနက်ပြောင်နေတဲ့မွေဟောက်ကြီးရဲ့အမင်းဖြားလေးကိုပဲတန်စကားအကြကနေမြင်လိုက်ရတော့တယ်။ပြင်းထန်လာတဲ့မွေစိတ်တွေက ဇနိတိရဲ့ခန္ဓာတစ်ကိုယ်လုံးထဲပြန့်နှံ့နေပြီမဟုတ်ကယ်ဆင်ရဲ့ရင်ခွင်ထဲမှာပဲဇနိတိကတော့အသက်ပျောက်ခဲ့ရလေပြီဇနိတိဆုံးပြီးမကြခင်မှာပဲကယ်ဆင်ကိုယ်တိုင်လည်းတဖြည်းဖြည်းလုံပါပါပြီကွယ်လွန်ခဲ့ရတယ်ကုတ္တကြောင့်လူဖြစ်ရတာမဟုတ်လို့လူနဲ့ကုတ္တကုတ္တနဲ့လူခွဲလို့မရပါဘူးကုတ္တလမ်းပျောက်ကွယ်သွားတာနဲ့လူဟာလူလမ်းကြောင်းကနေဖေသွားရတာပဲလေ ဒီအကြောင်းအရာကိုတီလာအစွန်းအမခန့်စာအုပ်ထဲမှာပြန်လည်ရှာဖွေဖတ်ရှုနိုင်ပါတယ်။နာဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။